အခုတော့တယောက်ကိုစောင့်တထဲစီနဲ့ဒီဇင်ဘာရဲ့စောင်းရမြာမှာသူနဲ့ကျွန်တော်စိတ်ချင်းဝေးနေကြတယ်။တကယ်တော့ပြည့်စုံမှုမှလည်းအထူးချက်မှုတွေရှိနေပါလား။အောင်မြင်မှုမှလည်းကြွရှုံးမှုတွေနဲ့ပါလား။ပိုင်ဆိုင်မှုမှလည်းလိုအပ်ချက်တွေနဲ့ပါလား။စောင့်ကလေးတထဲဒီနှစ်စောင်းတွင်းကတော်တော်အေးရဲ့မနက်မနက်ဆိုရင်စိုင်းကယ်စီးရလာအရန်အေးတာပဲ။ညာ၈နာရီလောက်ဆိုရင် အေးထက်ကဝင်လာပြီ။ ညာအိမ်ရင်လဲထူးထူးထဲထဲလေးဝစ်ပြီးစောင်းတေချာခြုံအိပ်ရတယ်။အပြင်မှာလဲနင်းတွေကြားနေတယ်။တရုတ်ကနွေးထဲထူးထူးနဲ့ဘောင်းဘီပုတ်ပုတ်ကိုဝစ်ပြီးအိပ်ရဝင်ရတယ်။ဒီလိုနဲ့စောင်းတညာတရေနိုးမှာကျွန်တော်ရဲ့နံပေးအိမ်မောကြနေတဲ့ချစ်စနီးကိုကြည့်မိတယ်။သူကတရုတ်ဆောင်ကြီးကိုခြုံခေါင်းဆွတ်တွေခြေအိတ်တွေနဲ့အိတ်မောကြနေလိုက်တာနှစ်နှစ်ချိုက်ချိုက်ကြီးအိတ်ပျော်နေလိုက်တာဝစ်ထားတဲ့အဝတ်အစားတွေကလည်းထူးထူးထဲထဲလုံလုံခြုံခြုံနဲ့ ျွန်တော်ကိုကြောပေးပြီးဒူးကလေးကိုကွေးလို့အိတ်နေလိုက်တာများဒီနေရာမှာကျွန်တော်စိတ်တွေဟာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းရက်စီကို ရောက်သွားမိတယ်သူနဲ့ကျွန်တော်1999ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှာ မင်္ဂလာဆောင်ကြတယ်နိုဝင်ဘာပြီးတော့ဒီဇင်ဘာဆောင်းညများကို ဖတ်တန်ခဲ့ရတယ်မင်္ဂလာဥအချိန်ပေါ့အဲ့ဒီတော့ကကျွန်တော်ဘဝမှာဘာကိုမှမပိုင်ဆိုင်သေးတဲ့ကာလပါ ကျွန်တော်ပိုင်ဆိုင်တဲ့မင်္ဂလာဦးပစ္စည်းများများစာမရှိပါကျွန်းခွရင်လေးတလုံးရဲ့ခေါင်းလေးတစ်ခုရဲ့ဘုတလင်ဆောင်ကလေးတစ်ထည်ရဲ့တင်ဖြူအဆုပ်ကလေးတစ်ချက်ရဲ့ပိတ်ချင်ထောင်ကလေးတလုံးရဲ့နဲ့မင်္ဂလာဦးကာလာတွေကိုရင်ခွန်လိုက်မိုးဟေရတယ် တေတာအစုတ်ကလေးတလုံးရဲ့ချင်းခဏခဏကြာတတ်တဲ့စပီကလေးတစီရဲ့အင်ဂျီအဖြူလေးနှစ်ထဲခန့်နွမ်းနွမ်းကချင်ပစိုးလေးနှစ်ထဲရဲ့နောက်ပြီးတော့ကျွန်တော်ချစ်တဲ့ကျွန်တော်ကိုယ်တိုင်ရော့အောင်ယူထားတဲ့မိမတယောက်ရဲ့ဒါတွေဟာ ကျွန်တော်ဘဝရဲ့ပထမဆုံးမင်္ဂလာဥပစီတွေပါ ဒီဇင်ဘာဆောင်းကလည်းချမ်းလိုက်တာညညအရင်ခေါင်းကလေးကခုကို အတူတူအုံပြီးဘုတလင်ဆောင်းကိုနှစ်ယောက်အတူခြုံခဲ့ကြတယ်။သိအေးလို့ကျွန်တော်ကကြွေးလိုက်ရင်သူများဆောင်းလွတ်သွားပြီလားဆိုတဲ့ညာသာစိတ်နဲ့ဘလောက်ချမ်းချမ်းကြွေးဒီမအေးခဲ့ဘူး။သူကလည်းဒီလိုပါပဲ။ဒီဆောင်းကလေးတထဲကိုလူအဖြစ်မခြုံရဘူး။သူ့ရဲ့ကိုငွေနွေနွေလေးရဲ့ကျွန်တော်ရဲ့ကိုငွေနွေနွေရဲ့အသားချင်းထိလို့ဆောင်းညတွေကိုကြော့ဖြတ်ခဲ့ရတယ်။ သူရဲ့နွေနွေအီအီခန္ဓာကိုယ်လေးကိုဖတ်ပြီးအိပ်စက်ခဲ့ရတယ်။ဘလောက်ပဲအီအီဆောင်းတဟဲရဲ့အာမပစိုးအဆုကလေးကိုဝစ်ထားတဲ့ကျွန်တော်နဲ့ထပီခတ်နွမ်းနွမ်းကိုဝစ်ထားတဲ့သူနဲ့နွေထွေးမှုကိုနှလုံးသားနဲ့မြင်အောင်ကြည့်ပြီးရှာခဲ့ကြရတယ်။ရခဲ့ကြရတယ်။ဂျေဇူးတင်စရာကောင်းတဲ့ဆောင်းညများကိုယင်ထဲမှာမှတ်မှတ်ထင်ထင်ရှိနေမိတယ်။ ဆောင်းကလေးကထေရအောင်မှာညာတာချင်းတွေမေတ္တာတရားတွေကိုချင်းစာချင်းတွေစာနာစိတ်တွေ ဖြစ်ပေါ်နေခဲ့တယ်။ညတရင်နိုးညံလဲသူများဆောင်လွက်နေမလားလို့ချစ်တဲ့စိတ်နဲ့တတိတရအကြည့်မိတယ်။သူလဲကျွန်တော်လိုပဲနေမှာပါ။ အေးမြတဲ့ဆောင်းရတွေမှာတီဆောင်ကလေးတစ်ထည်ကြောင့်သူနဲ့ကျွန်တော်ကြားမှာနားလည်မှုတွေရခဲ့ကြတယ်။မပြေဆုံးသေးတဲ့ကာလမို့လို့အခက်ခဲတွေးတိုင်စိတ်ဝမ်းမကွယ်ပဲပျော်ရွှင်စွာဖြည့်ရှင်းခဲ့ကြတယ်။ဆောင်းကလေးတစ်ထည်အောက်မှာရင်ခွန်ချင်းတွေ၊ကြည်နူးချင်းတွေ၊ကျင်နာချင်းတွေနဲ့မျိုလင့်ချက်တွေကို အတူတူအိမ်မတ်မှတ်ခဲ့ကြတယ်။သူရဲ့အိမ်မတ်ဟာကျွန်တော်ရဲ့အိမ်မတ်ပါပဲဒီလိုပါပဲကျွန်တော်ရဲ့အိမ်မတ်ဟာလည်းသူ့ရဲ့အိမ်မတ်ဖြစ်ထဲပါတယ် ခေါင်းဦးတစ်ခုပေါ်မှာအတူတူ ခေါင်းချပြီးအစ်ဆက်ခဲ့ရတာဆိုတော့မျောလင့်ချက်တွေလည်းတူခဲ့ကြတယ်။ထမင်းစားရင်လေ စားပွဲခုံအဝိုင်းသေးသေးလေးနဲ့အတူတယောက်မျက်နှာတယောက်ကြည့်လို့စားခဲ့ကြတယ်။ဘဲဦးတလုံးကိုခရမ်းချင်သီးနဲ့ချက်ပြီးတယောက်တစ်ချမ်းအတူတူစားခဲ့ကြတော့ကပျော်စရာကောင်းလိုက်တာ။ခရမ်းချင်သည့်အနစ်ကိုထုပန်းကန်ကိုပန်းကန်အပြိုင်အလံထဲ့ပေးလို့ကြည်နူးခဲ့ရတယ်။ စပီအစုတ်ကလေးရဲ့ကယ်ရီယာပေါ်မှာသူကထိုင်ကျွန်တော်ခါကိုဖက် ရင်ခွန်စရာကောင်းလိုက်တာမပြည့်စုံခြင်းမှလည်းជីနူးစရာတွေပျော်ရွှင်စရာတွေရှိမှ အခုမှတွေးမိတယ်မန္တလေးသူမန္တလေးသားပြီးပြီးညနေစားကိုလက်ဖက်တုံနဲ့အတူစားခဲ့ကြတာတွေးကြည့်ရင်းလွမ်းမောစရာပါ အခုတော့ပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နေပြီး သူကလည်းသူ့ဆောင်သူ့ခြုံလို့ကျွန်တော်ကလည်းကျွန်တော်ဆောင်ကျွန်တော်ခြုံလို့သူကလည်းသူ့ခေါင်းအုံနဲ့သူကျွန်တော်ကလည်းကျွန်တော်ခေါင်းအုံနဲ့ကျွန်တော်သူကလည်းတရွတ်ပေါင်းမိအထူးကြီးနဲ့ကျွန်တော်ကလည်းသူ့လိုပါပဲ၆ပေပလဲခုတင်တခုပေါ်မှာအတူ1ဘီအနေဝေးနေကြတယ်သူနဲ့ကျွန်တော်ကြာမှာကိုရနန့်တင်းတင်းတွေရင်ဝိနှွေးနှွေးတွေတို့တို့နင်းညင်ရင်ခွန်တန်တွေမကြားရတာအတော်ကြာခဲ့ပါ အိမ်မောကြနေတဲ့သူ့ရဲ့မျက်နှာပေါ်မှာကျွန်တော်ကိုညာသားစရာစာနာစရာမလိုတော့ဘူးဆိုတဲ့အတိအကျောင်းခက်ခက်ထန်ထန်အိမ်နေသလားလို့တောင်ထင်နေမိတယ်။ဟုတ်ပါတယ်။နားလည်မှုပေးစရာမလိုတော့ဘူးကိုကျွန်တော်ကလည်းအလုတ်ရှုပ်၊သူကလည်းအလုတ်ရှုပ်။ထမင်းလက်စုံမစားရတာကြာပါပြီ။တကယ်လို့ထမင်းဝိုင်းမှာစုံဖြစ်ကြရင်လေအလုတ်အကြောင်း၊ငွေအကြောင်း၊အောင်မြင်မှုအကြောင်း ကိုထက်သားသူတွေကိုသူ့ထက်သားအောင်ဘာလို့ရမလဲဆိုတဲ့အကြောင်းဘယ်စတိုးဆိုင်ကပစ္စည်းကပို့ပြီးကောင်းတယ်ဆိုတဲ့အကြောင်းရွှေဈေးကဘယ်လို့မြေဈေးအိမ်ဈေးကဘယ်လို့ဒါတွေပဲပြောဖြစ်ကြတယ်။အောင်မြင်မှုနောက်ကိုလိုက်ရင်ငွေနောက်ကိုလိုက်ရင်သူနဲ့ကျွန်တော်အကြားမှာအိမ်တောင်ရဲရဲအနှစ်သားရည်အတိတ်ပဲသွားတယ်လို့ခန်းစားလာရတယ်။ပိုက်ဆိုင်မှုရဲ့နောက်မှာသူ့ရဲ့အိမ်မက်နဲ့ကျွန်တော်ရဲ့အိမ်မက်မတူကွဲပြားနေတာကိုတတိမပြုတ်မိခဲ့ကြဘူး။ ခုတင်တလုံးပေါ်မှာအတူတူအိပ်ပြီးယုံကြည်ချက်တွေအတူတူမဖြစ်ကြတော့ဘူးခုတင်တလုံးပေါ်မှာအတူတူအိပ်ပြီးအိမ်မက်တွေမတူတော့တဲ့ဘဝကိုရောက်မှန်းမသိရောက်လာခဲ့ကြတယ်မပြည့်စုံတဲ့အချိန်တုန်းကအဝတ်တွေကို သူကလျော်တယ်ကျွန်တော်ကမြည်ပူတိုက်တယ်သမင်းစားပြီးရင်သူကပန်းကန်ဆဲတယ်ကျွန်တော်ကစားပွဲခုန်သိမ့်တယ်သူကတမျက်စိရဲတယ်ကျွန်တော်ကအမိုက်သိမ့်တယ်ပြော်ဆရာကောင်းလိုက်တာအခုတော့ဒီအလုပ်တွေကိုအိမ်ဖော်တွေကလုပ်ကြတယ် မပြီးစုံသေးတဲ့အချိန်တုန်းကဆက်ပြီးတရှိပေါ်မှာကျွန်တော်ကနင်းတယ်သူကတွန်းတယ်ဂုံအတက်တွေတွေ့ရင်ကျွန်တော်ကိုအမောပြအောင်သူက တချင်းဆိုပြတယ်ကျွန်တော်ကလည်းသူနဲ့အတူလိုက်ပြီးတချင်းဒီအတူဆိုခဲ့တယ်ဂုံအစင်းကိုရောက်ရင်လည်းကျွန်တော်ခါကိုသူကကြစ်ကြစ်ပါအောင်ဖတ်ထားတယ်အခုတော့သူကလည်းသူ့ဆိုင်ကနေသူကျွန်တော်ကလည်းကျွန်တော်ဆိုင်ကနေကျွန်တော် အိမ်ထောင်ရေးရဲ့အထိပ္ပယ်ဆိုတာဖားများလဲလို့မတွေးမိနိုင်လောက်အောင်ကိုငွေနောက်စီဝါရေးနောက်အောင်မြင်မှုနောက်ကိုကျွန်တော်တို့လိုက်နေကြတယ်။သူကတော့အိမ်နေလိုက်တာအဖေမကနှင်းနေကြနေတယ်။ရင်ခုန်စရာစောင်းရတယ်ဟာအခုတော့အထီးကျန်တဲ့စောင်းရတယ်ဖြစ်နေခဲ့ပြီလေ။ငွေကြေးတွေအောင်မြင်မှုတွေပိုင်ဆိုင်မှုတွေဟာအတိုင်းအတာတစ်ခုထိတော့အထိပ္ပယ်ရှိပါတယ်။ဒါပေမဲ့ဘဝတစ်ခုရဲ့ပြည့်စုံမှုအစစ်မဟုတ်ပါဘူး။ မိသားစုဘဝဆိုတာငွေတွေပုံပေးရုံနဲ့မပြည့်စုံပါဘူး။တိုက်ကြီးတွေ၊ကားကြီးတွေ၊ခြံဝင်းကြီးတွေနဲ့အိမ်ထောင်ရဲ့ဘဝကိုတိဆောက်လို့မရပါဘူး။နွေထွေမှုတွေစာနာမှုတွေမေတ္တာတရားတွေညာရာစိတ်တွေနဲ့တိဆောက်ရတယ်ဆိုတာအခုမှတွေးမိတယ်။ကျွန်တော်စာသင်ခန်းနဲ့ကလျက် လေးထပ်တိုက်ပိုင်းရှင်တယုံမာကြီးပြောတဲ့စကားကို ဖောက်တဲ့ချပါစေ။ဦးဖုံးငော့မပြောဘူး။ဟိုတုန်းကပြောတယ်အခုမပြောဘူး။ ဟိုတုန်းကမော်ထဲမှာဆင်းဆင်းရဲရဲနေရတာပြောစရာကောင်းတယ်။ဆင်းရဲတုန်းကယောက်ျားနေဟာအိမ်တောင်ကြီးအပေါ်တစ္ဆာရှိတယ်။ငွေကြေးနဲ့ချမ်းသာလာရောတစ္ဆာမရှိတော့ဘူး။ငော့သားသမီးတွေလည်းအတူတူတယ်။ငော့ဆင်းရဲတုန်းကသူတို့အရန်လိန်မှာကြတယ်။ငော့တို့လည်းချမ်းသာလာရော သူတို့လည်းမိုက်မဲကုန်ကြတယ်။ငော့ယောက်ျားဆိုငွေနောက်လိုက်နေတာခီးီးသွားနေတာအခုငော့တိုက်တေကားတွေငွေတွေနဲ့အထီးကျန်တယ်လို့ခန်းစားရတယ်။ ငွေရှိရင် ပြည့်စုံပြီလို့ငေါ်ထင်ကြတာငွေရှိတိုင်းပြည့်စုံဘူးအောင်မြင်မှုရတိုင်းမပြည့်စုံဘူးစိုက်ဖီဆိုင်တခြင်းကြားဘူးလားရေဆန်မှာချောရေဆုံမှာမောအဲ့ဒီတခြင်းငေါ်အယားကြိုက်တယ်ရေဆန်တုန်းကအကျူတူလော်ခဲ့ကြတယ်မောတယ်ဒါပေမဲ့ပျော်တယ်ရေဆုံကိုလည်းကြုံရော သူကလည်းလော်ခြင်းရလော်နေဘဝကြီးကအတိတ်ပင်မရှိပါဘူးငေါ့ကိုတိုက်ကြီးတွေကားကြီးတွေနဲ့နေရလို့ပျော်တယ်များထင်နေသလားငေါ့မပျော်ဘူး အရင်တုန်းကဘဝဟာငွေမပြည့်စုံပေမဲ့ငေါ်ပျော်တယ်။အခုတော့တယောက်ကိုစောင့်တထဲစီနဲ့ဒီဇင်ဘာရဲ့စောင်းညညမှာသူနဲ့ကျွန်တော်ဆွေချင်းဝေးနေကြတယ်။တကယ်တော့ပြည့်စုံမှုမှာလဲအထီးကျမှုတွေရှိနေပါလား။အောင်မြင်မှုမှာလဲကြဆုံးမှုတွေညက်ပါလား။ပိုင်ဆိုင်မှုမှာလဲလိုအပ်ချက်တွေညက်ပါလား။မပြည့်စုံမှုမှာရှိတဲ့ကျင်နာခြင်း၊နှွေးထွေးခြင်း၊စာနာခြင်း၊ညှော်ရခြင်း၊နားလဲခြင်း မေတ္တာစိတ်လေးကိုညင်အောင်ကြည့်ပြီးကို့ဘွားကိုကျေနှက်ကြအောင်ဗျာ။ဒါကြောင့်ဆောင်းကလေးတစ်ထည်အောင်မှာတူညီတဲ့အိမ်မက်တစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့စောင်းညတွေကိုကျွန်တော်လွားနေရင်းနဲ့အဲ့ဒီနေ့ညကအိမ်မပြော်ခဲ့ပါဘူးဗျာ။